ခံစားရတာပေါ့ကိုရဲ့ဒီ image ကလည်းကိုနဲ့ထပ်တူကြတာ ਉਹ သူကလည်းအဲ့ဒါကြောင့်မို့ကျွန်တော်ဆိုလို့ရှိရင်လည်းဆရာဝန်လည်းဖြစ်တယ်ပြီးတော့ဥပဒေအမှလည်းဝန်ထမ်းမပြတ်တင်မရှိဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဟိုသူတို့ brand ambassador ဖြစ်ကမ်းလှမ်းတယ်လို့ပြောပါတယ်ကျွန်တော်လည်းသူတို့ထားသူတို့တွေတံမိုးထားမှုနဲ့အဲဆန်ရှင်ဆန်တို့နဲ့အများနဲ့ကိုက်ညီနေရလို့ဟိုကိုကိုပို့ပြီးတော့ပေါ့နော်အဲစားတောက်တယ်ဆိုလို့ရှိရင်အပြင်စားရှောက်စားခြင်းနဲ့စိတ်လေးပေါ်လာလို့ရှိရင်အဲဒေါက်တာကိုသတိရလိုက်တာပေါ့နော်ဒေါက်တာရှိရင်ငါစားလို့မဖြစ်ဘူးပေါ့နော် ဲ့လိုပြန်ပြန်ထိမ့်သိမ့်ဖြစ်ပါတယ်ဟုတ်ဟိုအဓိကကတော့ကျွန်တော်တို့မွင်ကားမှာကအာဖော်မလင်နေစိန်ထားတဲ့မုန်းပတ်မျိုးမဟုတ်ဘူးအာပြီးရင်ကျွန်တော်တို့ဒီဟင်းရီထဲမှာဆိုလို့ရှိရင်အချိုမုန်းနေတို့အဲတခြားအရသာဟိုပူကောင်းဆိုပြီးထည့်တဲ့ဘာစက်မှတ်နေမညွတ်တာတွေလုံးဝမပါဘူးအဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့လူနာတွေပါစားလို့ရတယ်ပေါ့နော်အာပြီးလို့ရှိရင်သူ့ရဲ့ဒီမွင်ကားအလုပ်တစ်ပွဲမှာဆိုလို့ရှိရင် 20g အသာထက်ပါတယ် အဲ့တော့ကျွန်တော်တို့ကဟိုအာဟာရဖြစ်စေတယ်ပေါ့နော်အဲသူကခုနကပြောလို့ဆရာဝန်တွေကိုယ်တိုင်လောက်ထားဖြစ်တဲ့တော့ဒီမှာအားနေချက်ဆိုတာမရှိဘဲနဲ့ဟိုကျွန်တော်တို့စိတ်ထဲမှာစားကျင်တယ်လို့စားလို့ရပါဘောနော်တစ်ခါတည်းသူတို့လူကြီးတွေတဲ့ပါမလားမသိဘူးမွန်းကစားပြီးတော့တက်နေတယ်တို့အဲ့လိုမျိုးရှိရပါဘောနော်မွန်းကစားပြီးအတူကြသေးတောက်ကြပါအောင်ဆိုတာဒါကျွန်တော်တို့အမြဲတမ်းပတ်ဝန်းကျင်မှာကြားနေကြစကားလေးပေါ့နော်အခုကတော့ဒါစက်မိုက်နဲ့လောက်ထားဖြစ်တဲ့အတွက်အခုနကပြောတဲ့အဲသူမွန်းကရဲ့စိုးကြိုးတွေမခံစားရတော့ဘူး ပါတယ်ငုံတာပဲတပတ်မှာဆိုငိုင်းတော့မွင်းကစားမွင်းကအရင်ကြိုက်တယ်အဲတသက်လို့မစားနိုင်ညာမွင်းကကြောင့်အများကြီးပါတယ်ဟုတ်အဓိကကတော့အဲဒေါက်တာကကျွန်တော်စကားကြမ်းလှမ်းပြီးပြောကြည့်ရပေါ့နော်စကားအလုပ်ကြောင်းတွေအများကြီးမပြောခင်ပါသူတို့ရဲ့ plan တွေအကြောင်းပြောပြရတယ်သူတို့ရဲ့အာဒီ profile တွေကိုပြောပြရပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဒေါက်တာမှာဖိတ်ပြီးတော့ကြွေးတယ်ပေါ့ကြွေးလိုက်တဲ့အခါမှာတကယ်အစအစတွေကလည်းဂျမန်နဲ့ညညွတ်တယ်ဆိုတော့ကျွန်တော်တန်တရားဖြစ်စရာမလိုဘူးအရသာနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လည်း ။ဒါဆရာဇော်ကတကယ်နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ chef တယောက်ဖြစ်တဲ့အတွက်သူရဲ့အရသာတွေကတော့အရင်ကောင်းတယ်ပေါ့။ဒေါက်တာနဲ့ကကျွန်တော်တို့ရှေ့မှာသွေးလူတဲ့ season လေးလုပ်ဖြစ်တယ်။နောက်ပိုင်းနဲ့ timing ဖြစ်ပါတယ်။ကျွန်တော်တို့ကလေတစ်ခါကြဒီ public မှာသာမချဖြစ်တာ။တကယ်ညီပိုတွေလိုအဲမက်ခင်တို့နဲ့ဆိုတော့ကိုမောင်မားတွေလိုရင်းနှီးနေကြတော့ဘယ်လိုမျိုးအမြဲတမ်းပြောဖြစ်ကြတယ်။ဒေါက်တာကဘယ်လိုလေးအဲဘယ်လိုပုံစံပြောင်း ပြင်ကောင်းမလဲပေါ့နော်ပုံစံတစ်မျိုးပြီးတစ်မျိုးဘယ်လိုချဲ့ထွင်နိုင်ကောင်းမလဲပေါ့ဒီဆရာပြပြောနေမွင်းကားဆိုလဲပြောနေရကြပြီအခုတော့တကယ်အကောင့်ကောင်းတဲ့ပေါ်နိုင်သွားပြီပေါ့ဟုတ်အအဓိကကတော့ကျွန်တော်ရှေ့မှာလဲအဲ့လိုလက်တွဲခဲ့ဘူးတယ်ပေါ့နော်လက်တွဲခဲ့ဘူးတဲ့အလုပ်တွေရှိခဲ့ဘူးတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဟိုကိုဘာပြန်သူတို့ဆရာအကျိုးမြတ်နဲ့ကိုဘာပြန်လုပ်ပေးရမလဲပေါ့နော်အာဒီ brand တစ်ခုရဲ့ brand ambassador ဖြစ်ခြင်းကဟုတ်တယ်ဘာတွေဖြစ်လာလဲဒါတွေရှေ့မှာလဲကျွန်တော်တာတကလည်းကြုံထားဘူးတယ်ရှေ့မှာလဲ ဲ့လိုရှိတာဘူးတော့ဒီခါမှာじゃကျွန်တော်တို့ကပြောတဲ့ခါမှာကျွန်တော်တို့ကြားထဲမှာဟိုစာချုပ်စာရံနဲ့တန်းနေဆိုတာတစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတွေတံမိုးထားမှုတွေကအဲ့ထက်ပိုတယ်ပေါ့တံမိုးထားမှုတွေပိုတဲ့ခါမှာကျွန်တော်ကဟိုကျွန်တော်စလက်တာကိုယ့်ရဲ့လုပ်ငန်းတစ်ခုလိုပဲဟိုအများနဲ့တွေးနေပေးတယ်ပေါ့နော်ဒါလေးဆိုပူကောင်းမယ်ဆိုလို့လေးလောက်ပါလားအများနဲ့ကြံကြံပေးဖြစ်တယ်မိသားစုဆန်ဆန်အလုပ်ပေါင်းလုပ်ကြတဲ့သဘောပါပဲ ရမ်ဘတ်စတာဆိုတာဒါအများနားလည်အောင်ဒါဟို public အနေနဲ့ဆိုကျွန်တော်ကပြောထားတဲ့သဘောပါဟုတ်အဲခံစားရတာပေါ့ကိုရဲ့ဒီ image ကလည်းကိုနဲ့ထပ်တူကြတာဟိုသူကလည်းအဲ့အကြောင်းမို့ကျွန်တော်ဆိုလို့ရှိရင်လည်းဆရာဝန်လည်းဖြစ်တယ်ပြီးတော့လူပြားကမှလည်းဝန်နာမည်ပြတ်တယ်မရှိဘူးပေါ့နော်အဲ့အကြောင်းကျွန်တော်ဟိုသူတို့ brand ambassador ဖြစ်ကမ်းလှမ်းတယ်လို့ပြောပါတယ်ကျွန်တော်လည်းသူတို့ထားသူတို့တွေတံမိုးထားမှုနဲ့အဲဆန်ကျင်ဆန်နှုန်းနဲ့အများနဲ့ကိုက်ညီနေရလို့ဟိုကိုကိုပို့ပြီးတော့ပေါ့နော်အဲစားတောက်တယ်ဆိုလို့ရှိရင် အပြင်စာရှောက်စားခြင်းနဲ့စိတ်လေးပေါ်လာလို့ရှိရင်အဒေါက်တာကိုသတိရလိုက်တာပေါ့နော်ဒေါက်တာရှိရင်ငါစားလို့မဖြစ်ဘူးပေါ့နော်အဲ့လိုပြန်ပြန်ထိမ့်သိမ့်ဖြစ်ပါတယ်ဟုတ်အဲဆန်သက်ခံဆိုတဲ့အရင်ဦးဆုံးစားသုံးခွင့်ရတယ်ကန်ထူးရှင်ဖြစ်နေတာပါဟုတ်โอเคအခုကျွန်တော် library cafe မှာဆိုလို့ရှိရင်ဒေါက်တာကိုဒါမောင်ငါကိုလာပြီးစားသုံးခွင့်ရပြီဖြစ်ပါတယ်နောက်လာစားပြီးလို့ရှိရင်ကျွန်တော်ဒေါက်တာရဲ့ ရုံးမှာပေါ့နော်အဲ့ဘေးမှာကျွန်တော်တို့ဆိုင်နေရာလေးလုပ်ပြီးတော့ကြားပြီးတို့ကျွန်တော်တို့တည်ရပါတယ်ကျွန်တော်လည်းအဆက်မပြတ်တင်ပေးနေပါမယ်ရမယ့်နေရာလေးတွေကိုလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ငါလည်းချင်ပါတယ်ဟုတ်ကဲ့အဲတော့နေအောင်နာစတာတဲ့ဟိုဆ iam wine founder နေပါတော့နော်ဒီနေ့လာတဲ့သူတွေကိုကျွန်တော်ကဟိုတစ်ချိန်စာ counseling အာ consultant free လုပ်ပေးမယ်ပေါ့နော် အာတစ်ချိန်စာမှာသူ့ရဲ့အစားအသောက်တွေဘလို့ဖြစ်တဲ့အကြောင်းတွေသူဆွေးနွေးပေးမယ်ပေါ့ အကူလည်းမလုပ်ပေးရမှမတရားချင်းမှာ library cafe မှာမွေးငါတိတ်လုပ်ပေးမယ်လို့ပြောတယ်